ဆေးရုံနဲ့ဖျားကြောပေါ့နော်ဟိုဒါတော့ဘာသာအလုံးကိုပဲတွေးလိုက်ပါမယ်ဘယ်ဟာကပိုအရေးကြီးတယ်လဲပေါ့နော်လူတွေကကြမ်းမာနေသေး၍ဒီပလီတွေကိုတိဆောက်လို့ရတယ်ဒီဖျားတွေကိုလှူလို့ရတယ်ဒီ chest တွေကိုပြန်လဲပြုပြင်လို့ရတယ်ဒါပေမဲ့လူတွေမကြမ်းမာတော့ရင်ဒါတွေပြန်လုပ်လို့မရတော့အလုံးပဲတော်လန်တော့နေသက်ပါဘာသာရေးကပြောတဲ့နိုင်ငံတကာများစီစဉ်ကနေပြန်လဲကျူသွန်လိုက်ပါတယ်ဒီနေ့ဒီကနေ့မှာတော့မော်လာနာဟာဖစ်ကာရီ ရာဦးစွန်နေဦးနဲ့အတူဘာသာရေးကပြောတဲ့နိုင်ငံရေးစကားတွေကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ဦးစွန်တို့ရဲ့ဗုဒ္ဓဘာသာကျမ်းစာတွေကမင်္ဂလာတုတ်ထဲမှာအတေဝနာသဘာလာနံလူမိုက်ကိုမမီဝဲမပေါင်းသိင်းသည်မင်္ဂလာဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှဆရာတို့ရဲ့အစ္စလမ်ဓမ္မထဲမှာလည်းပဲတူညီတဲ့အချက်လေးတွေအစ္စလမ်ကျမ်းစာတွေတွေကနေမှထုတ်နှုတ်ပေါ့နော်ဦးစွန်တို့လည်းဗုဒ္ဓကျမ်းစာတွေတွေကနေမှထုတ်နှုတ်ပြီးတော့မှ ဒီနေ့တော်လန်ရေးနဲ့နိုင်ငံရေးနဲ့ဘလို့အခြေသက်တွေရှိသလဲဆိုတာကိုဦးဇင်းတို့ဆွေးနွေးတင်ပြသွားကြမှာဖြစ်ပါတယ်ဆရာကြီးမင်္ဂလာပါဗျမင်္ဂလာပါဦးဇင်းဟုတ်ကဲ့ပါဆိုတော့ဦးဇင်းတို့ရဲ့ဒီဗုဒ္ဓကျမ်းစာထဲမှာပေါ့နော်မင်္ဂလာတုဆိုတာဆရာတို့လည်းကြားဟုတ်ပါတယ်အဲ့ထဲမှာမှာအတေဝနာသဘာလာနံဆိုတဲ့ပုဒ်ပုတ်ရှိပါတယ်ဆရာအဲ့အတေဝနာသဘာလာနံဆိုတာကဦးဇင်းတို့လူမိုက်ကိုမပေါင်းတင်ခြင်းဟာမင်္ဂလာဖြစ်တယ်ပေါ့နော်မင်္ဂလာဖြစ်တယ်လို့ဦးဇင်းတို့ဒါဗုဒ္ဓကမင်္ဂလာတုထဲမှာမိန့်ထားတာ ရှိပါတယ်ဆိုတော့ လူမိုက်ဆိုတာကဗောနော်လူမိုက်ဆိုတာကသူ့ရဲ့ကာယကံဝစီကံမနောကံဒါကဦးဇင်းတို့ဗုဒ္ဓကျမ်းစာတွေကပါဠိစကားပါသူ့ရဲ့အပြုအမူသူ့ရဲ့အပြောဆိုသူ့ရဲ့အကြံအစီတွေရဲ့တက်ရောက်မှုတွေဒီလောကလူသားတွေအတွက်ဘသူကိုယ်တိုင်အတွက်ရောဗောနော်ဟိုစိုးချိုးတက်ရောက်မှုတွေဖြစ်စေတဲ့အလို့အကိုင်းအပြောဆိုအကြံအစီတွေပြုမှုရင်ဒါဒီလူမိုက်ရဲ့လက္ခဏာလို့ဒီလိုမိဆိုတာဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာလဲဆရာရဲ့ ဟိုမြန်မာနိုင်ငံလူနိုင်ငံသားတွေအားလုံးဟာဒုက္ခတွေဆင်းရဲတွေရောက်နေကြတာပေါ့နော်ဒုက္ခဆင်းရဲတွေရောက်နေကြတယ်။ညဦးသူတို့ရဲ့ဗုဒ္ဓဘာသာတချို့ဘာသာရေးကောင်းဆောင်ဘုန်းကြီးတွေကလည်းဗာပြောကြလဲဆိုရင်လူတွေကဟိုအကုသို့မှုတွေပြုကြလို့ခုလိုဟိုတဘာဝဘေးတွေကျုံရတယ်ပေါ့ဗျာငလင်လိုဟာမျိုးပေါ့ပြောမယ်ဆိုရင်တော့အဲ့လိုမျိုးတွေဘေးတွေကျုံရတယ်အကုသို့တွေလုံးကြလို့မှုပေါ့နော်လူဖြစ်တယ်ဆိုတော့ဦးသူတို့တွေးတာက ိုင်ငံသူနိုင်ငံသားတွေရဲ့အကုသို့ကြောင့်လို့မတွေ့ဘဲနဲ့ဒီလူမိုက်တွေရဲ့စိုးကျိုးတက်ရောက်မှုတွေကြောင့်ဦးဇင်းတို့ဤသူတွေခံစားနေရတယ်လို့ဦးဇင်းတို့ကတော့လူတွေးခေါ်ရတာပေါ့ဆရာရဲ့ဆိုတော့ကဒီနေ့ငလျင်ဆိုတာလည်းပဲဆရာပြန်ကြည့်လိုက်ပါတော့ငလျင်ဆိုတာကတော့မြင်နိုင်တဲ့တဘာဝဘေးမဟုတ်ဘူးလေနော်ကြိုတင်တွက်ဆနိုင်တဲ့ဘေးလည်းမဟုတ်ဘူးကြုံလာပြီဆိုလို့ရှိရင်ဘလောက်ထိဒီဆုံးရှုံးမှု네ပါအောင်ငါတို့ဘလို့ကူညီကြမလဲဘလို့ကယ်ဆယ်ကြမလဲဘလို့ဆောင်ရွက်ကြမလဲဆိုတဲ့ပုံမှာပဲ အဖိုးရကောင်းတွေကအဲ့လိုစဉ်းစားကြတာကိုဆရာရေနော်ဒီနေ့မှာကတော့ခုနလိုပြောခဲ့တဲ့လူမိုက်တွေပေါ့နော်လူမိုက်တွေကတိုင်းပြည်ရဲ့အာဏာကိုမတရားရယူထားတဲ့အခါမှာဒီပြည်သူလူထုတွေဟာဒီလိုစင်ရဒုက္ခဘေးတွေကြုံလာရတဲ့အခါမှာကြတော့အခုလိုဆိုးရိုးတက်ရောက်မှုတွေအများကြီးဖြစ်ကြတာပေါ့နော်ဖြစ်ကြတာဆိုတော့ဒီလူတွေကိုမမီဝဲမပေါင်းသင်းကျင်းဖယ်နိုင်ပါမှဒီရဲ့ဒုက္ခတွေကနေလွတ်မြောက်မယ်လို့ဒါဗုဒ္ဓကျမ်းစာကဆိုထားတာဖြစ်ပါတယ်ဆိုတော့ဆရာတို့ရဲ့အစ္စလာမ်ဓမ္မမှာပေါ့နော် ေဒီလူမိုင်းနဲ့မပေါင်းသင်းရေးဆိုတဲ့ဦးသင်းတို့ဘုဗုဒ္ဓဘာသာအစိုးမိအရာလေးဘလို့များ ပြသထားတာလေးရှိခဲ့တယ်လေပေါ့နော်ဆရာအားလေးတစ်ချက်လောက်ချင်းပြပြပေါ့အောင်မြတ်တင်ပါကျေးဇူးများကြီးတင်ပါတယ်အဲဒီနေ့ဟိုဒီစီစဉ်ကိုပြုလို့တဲ့အဲတော့အရှင်ဒီသာနာနာကျေးဇူးတင်ပါတယ်ပြောပြောကြားခွင့်ရတဲ့အတွက်ပေါ့နော်အာပြီးတော့အာဒီအစီအစဉ်ကိုကြည်နေတဲ့မိတ်ဆွေအားလုံးပေါ့ရောအရှင်ဒီသာနာနာအားလုံးပေါ်မှာ ။အလောရှိမြတ်ဘတ်တော်ကနေရန်တရားမှုအပေါင်းခါကြောင်းပါစေ။စက်တိမင်္ဂလာပေါင်းခါကြောင်းပြီးအနည်းခတ်သိကင်းငင်းကြပါစေလို့ဥစွာဆုမွန်မြတ်တာပို့တာအပ်ပါတယ်။အတော့ဒီဘာသာတရားတွေမှာတော့ပုံစံတွေဒီလက်ညုံပုံတွေဒီဇိုင်းလေးတွေကွဲပြီးမဲ့အနှစ်သာရတွေကတော့တော်တော်များများဟုတ်တူညီတာတွေတွေ့ရပါတယ်ဟုတ်ကဲ့တပည့်တော်တို့မှလည်းရှိပါတယ်ကျွန်တော်များကိုရာမကန္နာကိုပါရဒီကန္နာကိုမှာဆိုတာ စူရာတောဘာပေါ့နော်139နဲ့9ပါရမ139မှာသူဝကူနုမအစွာဒီကီယာအယူဟလဒီနာအာမနူအိုတဝယုံကြည်သူပေါင်းတော်ဝတ်တကုလ္လာအလ္လာဟ်ရှိမြတ်ကိုကြောက်ချွတ်ရည်တည်ခံ냐ကြဝကူနုမအစွာဒီကီပြီးတဲ့နောက်မှာနော်တစ္ဆာဝါရီတွေနဲ့အတူယက်တီကြဖို့ဆိုပြီးတော့ကျမ်းတော်မြတ်ကိုရာငါဒီလိုဖော်ပြပါတယ်ဆိုတော့တစ္ဆာဝါရီတွေနဲ့ဒီဓမ္မဘတ်တော်သားတွေနဲ့ယက်တီဖို့ဓမ္မဘတ်တော်သားဆိုတဲ့နေရာမှာတချို့ကလည်း ဒီပါတော်တော်ကိုဖွင့်ဆိုတဲ့အချိန်မှာဓမ္မဘတ်တော်သားဆိုနိုင်ငံရေးသမားတွေနဲ့ယက်ဒီရမဟုတ်ပါဘူးဘေကန်နာမှာပဲဖြစ်ဖြစ်เนาะဘယ်အလုပ်ကိုပဲလှုပ်လို့ရောင်းဝယ်ဖောက်ကားတာပဲလှုပ်လို့စကားပြောတာပဲဆိုဆိုစိတ်နေသဘောတာခုနဦးစင်ပြောထားတဲ့ဒီစိတ်နေသဘောတာကြီးခံစားချက်ကြီးအတွေးအခေါ်တွေရအစားပေါ့เนาะဒီတရားမျှတတဲ့သူတွေနဲ့ဓမ္မဘတ်တော်သားတွေနဲ့ပဲယက်ဒီကြဖို့ဒီလိုကျမ်းတော်မြတ်ကိုရာကလမ်းညွှန်ဆုံးမဩဝါဒပြုပါတယ်ဆိုတော့နောက်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တစ်ပါးရှိပါတယ် ဘူခါရီဩဝါဒတော်ကြားမှာဖော်ပြတယ်ဒီဩဝါဒတော်မှာလည်းဘလို့ဖော်ပြတယ်လဲဆိုတော့သူကလူကောင်းနဲ့ပေါင်းတာနဲ့လူဆိုးနဲ့ပေါင်းတာကိုဥပမာဥပမေယာလေးပြပြီးတော့တမန်တော်မုဟမ္မဒ်သခင်ကဩဝါဒပြုခဲ့လူတယောက်ဟာတဲ့ဗဘဲဘူနာမှာသွားထိုင်ရင်ဗဘဲဘူကထွက်တဲ့ဒီအပူဒဏ်ကိုခံရမယ်အဲ့ဒီကလာတဲ့မီးတွေနဲ့အဲဒီအဝတ်အစားတွေပေါက်မယ်ပေါ့နော်ထိုနည်းတူသွားပဲကရိုးရောက်တဲ့လူအမွေးနတ်သာရောက်တဲ့သူနာကိုသွားထိုင်ရင်အမွေးနတ်သာလေးရပါလိမ့်မယ်တဲ့ ကျောင်းဘုမောလနာရိုမီယာသူ့ရဲ့မစနဝီကြားမှာမြေဆိုင်ကလေးတကယ်ရှိတယ်ရေချိုးတဲ့အချိန်မှာဒီမြေဆိုင်ကလေးကိုတွေ့တယ်အဲ့ဒီမြေဆိုင်ကလေးကအဲ့ဒီမြေဆိုင်ကလေးကတဲ့အင်မတန်ကိုမှွေးကြိုင်ပြီးတော့ဗောနော်အင်မတန်မှွေးကြိုင်ပြီးတော့အဲ့ဒီမြေဆိုင်ကလေးကနှစ်လိုပဲကောင်းတယ်ဗမြေဆိုင်ကလေးကိုမေးတယ်ဘာဖြစ်လို့ဒီလောက်များမင်းကမှွေးရတာတော့ဗောနော်ဗမြေဆိုင်ကလေးကပြောကျွန်တော်ကတဲ့ဂိုလစ်စတန်လို့ခေါ်တဲ့ဥယျာဉ်တစ်ခုထဲမှာနှစ်ပေါင်းမြောက်များစွာဒီထဲမှာရှိခဲ့တာဟုတ်တယ် ဒါကြောင့်မို့ကျွန်တော်ကမှုေးကြိုင်နေတာတော့ပြောချင်တာကတပည့်တော်တို့ဒီကောင်းတဲ့သူတွေနဲ့အတူတကွနေခြင်းအပြင်ကောင်းတဲ့အလေးအကျင့်တွေကောင်းတဲ့အတွေ့ကောင်းတဲ့အမြင်နော်ကောင်းတဲ့စဉ်းစားမှုတွေဖြစ်လာတယ်ပေါ့ဒီအာနာရှင်အောက်မှာ မကောင်းတဲ့သူတွေနဲ့တောက်လျှောက်ပေါ်ရပါဆိုမကောင်းတဲ့အလေးအကျင့်အခုမြန်မာပြည်မှာအော်တပည့်တော်တို့ဒီငင်းငလျင်ဖြစ်တယ်ဒီနေရာမှာလည်းဒါလေးကြုံလို့ပြောချင်တာကငင်းငလျင်ဖြစ်တဲ့အချိန်မှာ တချို့တကယ်ငလျင်တောင်ခံစားရတဲ့သူတွေရှိသလိုငလျင်တောင်မခံစားဘဲနဲ့အိမ်တွေလည်းအကောင်းကြီးရှိတယ်အိမ်ရလူတွေလည်းအသက်ဆုံးဆုံးတာမျိုးမရှိဘဲနဲ့ဘလို့လောက်ကြလဲဆိုတော့အဲ့ဒီငလျင်တန်ထိတဲ့သူတွေနဲ့အတူတန်းစီပြီးတော့ထမင်းထုတ်တွေယူတယ်သူတို့ရဲ့ပတ်စံတွေကိုအတ္တမယူကြတယ်သူများရပိုင်ခွင့်ကိုအတ္တမလွတ်ယူတာပဲမလောက်အောင်တိမတန်ကြီးတဲ့ငရဲဖြစ်တယ်နော်ဆိုတော့အဲ့ဒီလိုလုတ်တဲ့ဒါတွေတွေ့လာဘာဖြစ်လို့အဲ့လိုတွေဖြစ်တုံးဆိုတော့မကောင်းတဲ့သူတွေအောက်မှာအကြိုင်းနေခဲ့ရတာ မကောင်းတဲ့ဆက်နေကြီးအောင်မှာအကြာကြီးရှင်သန်ခဲ့ရတော့သူတို့ကဒီလိုလောက်ရတာကိုရှက်ရကောင်းမှမသိတော့ဘူးဒီလိုလူတန်းစားတွေကဘာကြောင့်မသိတော့တာလဲဆိုတော့ထိတ်မှလည်းနိုင်ငံကပိုင်တဲ့တယံဇာတတွေရပိုင်ခွင့်နေနော်စီဘူးထောပတ်တွေကိုဒီလိုပဲမတရားသဖြင့်သူများရပိုင်ခွင့်တွေကိုယူပြီးစားသုံးနေကြတာပေါ့ဆိုဒီလိုလူတွေရဲ့အောက်ထဲမှာနှစ်ပေါင်း60ကျော်80နီးပါးနေခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ဒါကိုရှက်စရာလို့မတွက်တော့ဒါရှင်းတာပဲတပည့်တော်တို့ ဘုံဘုံတို့ရဲ့ကျမ်းစာမှာလည်းပါသလိုတပည့်တော်ကိုရာရလည်းဒီလိုလူတွေဟာမကောင်းတဲ့သူနဲ့အတူတူနေခဲ့တာဖြစ်တဲ့အတွက်မကောင်းတဲ့အလေးအကျင့်တွေမကောင်းတဲ့အတွေးတွေမကောင်းတဲ့ဒီလိုအယူအဆတွေနဲ့မကောင်းတာတွေပဲတောက်လျှောက်ဖြစ်နေတာဆိုတော့စီမံစီကံတည်ဝတ်တဲ့သူများရဲ့ရပိုင်ခွင့်တွေကိုလည်းအပြည့်အဝပေးတဲ့သူတွေအောက်မှာမြန်နှစ်90ကျော်လောက်သူတို့နေခဲ့ရောဘယ်လိုဖြစ်မလဲဆိုသူများရဲ့ရပိုင်ခွင့်အတူတစ်ချောင်းတော့သူတို့မယူရတော့မယူရတော့ ဒီလိုတွေဖြစ်မှာပဲဒါကြောင့်မို့အော်တပည့်တော်တို့အစ္စလမ်ဓမ္မအရာဟိုလမ်းကြောင်းအရာလမ်းဟိုအစ္စလမ်ဓမ္မရဲ့ရှုထောင့်အရာ ပြောမှာဆိုရင်ဒီလိုကောင်းတဲ့အတိုင်းဝိုင်းနေနဲ့ပါဝင်ပတ်သက်တာကောင်းတဲ့သူတွေနဲ့နေတာဒါဟာအင်မတန်ကောင်းနောက်တစ်ခုကကျတော်မြတ်ကုရ်အန်ရဲ့နောက်ဒီဆူရာမာအီဒါမှာဘလို့မိန့်ထားလဲဆိုတော့ဝတ်တာအာဝါနုအလလ်ဘီရီဝတ်တကွာကောင်းတဲ့အလုပ်တွေလုပ်ပြီဆိုရင်အမြဲတမ်းကူညီပါတဲ့ပါဝင်ပါ အဲ့ဒီမှာ join မှာပေါ့နော်အဲ့ဒီလူတွေနဲ့ကျွန်တော်ဝလာတာအာဝနုအလလ်အစ်မီဝလ်အုဒဝါမကောင်းတာတွေလုပ်ပြီးမကောင်းတာတွေတွဲပြီးဆိုတော့အဲ့ဒီလူနဲ့ဘယ်တော့မှမပေါင်းနဲ့ရှင်းတယ်ဆိုတော့အဲ့ဒီဟာတွေကသွားပြီးပတ်သက်မိပြီဆိုတာဒီမကောင်းမှုဆိုတာလေဒီဘိန်းဆွဲတယ်လို့ပဲတခါမကောင်းတဲ့တဲကိုရောက်သွားရင်ဒီမကောင်းတဲ့စီကနေပြီးတော့နည်းနည်းမကောင်းတာနေပထမကိုမိသားစုအတွင်းမှာမကောင်းတာတွေဖြစ်လာမယ်ပြီးရင်ပတ်ဝန်းကျင်ဖြစ်လာမယ်ပြီးရင်မျိုးရွာတွေဖြစ်လာမယ်အဲ့ဒီအနေနဲ့တစင်တိုင်းနိုင်ငံအထိပါ ောက်လျှောက်ဖြစ်သွားတာဒီနေ့ဒီနေ့ဒီနေ့မြန်မာပြည်မှာဖြစ်နေသလိုပေါ့အကျိုးဆက်တွေကတော့တရားဥက္ကဋ္ဌကအခုမြင်းငလျင်ကိစ္စမှာဆိုတရားဥက္ကဋ္ဌစားတရားတောက်စရာလာလို့ပြီဆိုလဲလူအိုလိုက်ကြီးကစိတ်မရှိကမ်းမရှိငါထဲအရင်သူ့ကိုဦးစားပေးလိုက်မယ်ဆိုတာမရှိဘူးငါပဲနေရဦးမယ်ဒုက္ခရောက်တဲ့လူရောမရောက်တဲ့လူရောဒီအလေးချင်းဘာဖြစ်လို့ဆိုတော့အာဓမ္မနေရဦးပြီးအာဓမ္မအာနာလူတွေလူတွေအောက်မှာအကြိုက်နေလာတာတော့ဒီနေရာလေးပေါ့ဆရာရဲ့ဟုတ်အဲဒါကဖြစ်နေတဲ့အကျိုးဆက်လို့ဦးစင်းကမြင်တယ်ပေါ့နော် ဖြစ်နေတဲ့အကျိုးဆက်ပေါ့အခုလိုပြဿနာတွေပေါ့ခုနတယောက်နဲ့တယောက်ကိုလည်းမကြည့်ကြတော့ဘူးငါဝမ်းဝါရင်ပြီးရောဆိုတဲ့အတ္တမျိုးတွေဖြစ်လာတာပေါ့နော်အတ္တမျိုးတွေဖြစ်လာတာတွေရှိတယ်ပေါ့ခုနလိုပေါ့ဒီရင်းကလေးမှာဆိုလို့ရှိရင်လည်းခုနဆရာပြောတဲ့ထမင်းတို့တန်းစီတဲ့အခါမှာလည်းပဲဟိုအခွင့်အရေးဟိုငါခွင့်ရတာငါရတဲ့ရထိုက်တာပဲဆိုတော့ဟုတ်လားငါအိမ်ပိုင်ပါတီပြည့်စီမပါတီပြည့်စီဒီထဲမှာငါအကျုံးဝင်တာပဲဆိုတော့ဟိုမလောက်မငါဖြစ်နေရတဲ့တော့မှငါရရင်ပြီးရောဆိုတော့တကယ်လိုအပ်တဲ့နေရာတကယ်တော့မပါဟိုမရောက်နိုင်တော့ဘူးတင်းတော့ ဟိုမလောက်ငှတဲ့အတွက်အခွင့်အရေးဆုံးချုံတာတွေရှိတာပေါ့နော်ဆိုတော့ငါရရင်ပြီးရောတစ်ဖက်သားကိုပေါ့နော်ဟိုတစ်ဖက်သားကိုသူမငှက်ညာနိုင်တော့ဘူးလေတချို့ကလည်းပဲတကယ်လိုအပ်လို့ဩမလောမငှနေဖြစ်တဲ့ခါမှာငါမရလိုက်ပြီးဘူးဆိုတော့အတင်းကာရောရှိရနေတန်းစီရတာရှိရတာပေါ့နော်အေးအဓိကကတော့ပြောမယ်ဆိုရင်တော့ဟိုစိမဲ့ကမ်းမဲ့ဆိုတာတက်ကိုအော်သူရသွားပါစီဆိုတဲ့စိတ်မထားပဲနဲ့ငါရရမယ်ဆိုတဲ့စိတ်မျိုးထားရတာပေါ့ဒါတွေဒီအကျိုးဆက်လို့ဦးသိမြင်တယ်ပေါ့နော်ဒီရဲ့အကျိုးဆက်တွေကဘာကြောင့်လဲဆိုလို့ရှိရင်စောစောကပြောလို့လူမိုက်တီရဲ့ အဲအပြောဆိုအကြံစီစီမံခန့်ခွဲမှုတွေပေါ့နော်ဒါသူတို့တွေကအာနာရဲ့အူးဆုံးပေါ့နော်ထိတ်ဆုံးကိုတက်ယူထားတဲ့အတွက်သူတို့စီမံခန့်ခွဲမှုတွေရဲ့အတ္တတွေအခြေခံငဲ့လို့ပေါ့နော်ငါတို့သူတို့လည်းပဲမထူးဘူးလေဟိုနိုင်ငံတကာကကူညီလိုက်တဲ့ကူညီမှုတွေကိုဘာလို့လဲသူတို့ပဲခေါင်းပုံဖြတ်ပြီးတော့မှပူချန်တဲ့ဟာလေးတွေကိုပဲရောက်ရတာကိုပြီးတော့ကျတော့ပြည်သူတွေကလည်းငါတို့မှငါတို့ပဲရှိတယ်ဆိုတော့မလောမငါနဲ့ကိုတက်နိုင်တော်လေးတွားပြီးတော့ကူရတဲ့အနေအထားမျိုးဖြစ်တာပေါ့နော်တကယ်လို့ဒါကောင်းမွန်တဲ့အစိုးရတွေပညာရှိတွေပေါ့နော် တကယ်ပြည်သူပေါ်မှာကြည့်တဲ့ဆိုရတွေကဒါအုတ်ချုပ်ခဲ့မယ်ဆိုရင်ဒါဒီပြဿနာကြီးကျွန်လာမှာမဟုတ်ဘူးလေဆိုတော့ဥသိင်းမြင်တာကဒါဒီအကျိုးဆက်ဖြစ်တယ်ပေါ့နော်အကျိုးဆက်ရဲ့ဥသိင်းရဲ့ဗုဒ္ဓရဲ့ဝါဒကတော့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုဝိုင်းဆိုတဲ့အကြောင်းကိုအခြေခံတယ်ပေါ့နော် အခြေခံတယ်ဒီတော့ဒီနေ့ဖြစ်နေတဲ့အကျိုးဆက်တွေဟာဆရာအာနာကိုမတရားရယူထားတယ်ငါတို့မိသားစုငါတို့အတိုင်းဝန်းတာတွေချမ်းသာရမယ်ငါတို့တန်တဲ့ဝရီအိုးရမယ်ဆိုတဲ့ဝိသမလောဘသားတွေ အာနာရနေလို့ဒီဂျိုးဆက်ဖြစ်တယ်လို့တော့ဥစဉ်ကတော့မြင်ပါတယ်ဗျာဟုတ်ကဲ့ဆရာတယ်မဟုတ်တယ်ဟိုကဥစဉ်ပြောရလဲတပိတော့ထောက်ခံတယ်နောက်တစ်ခုကဥစဉ်အတိုင်းဝိုင်းတန်းကိုကြည်လိုက်ဘာသာရေးအတိုင်းတပိတော့ဘာသာရေးကပကတော်ကလာဆိုဘာသာရေးအတိုင်းဝိုင်းကိုပဲတပိတော့ကြည်ရအောင်ဟုတ်ကဲ့ဘာသာရေးအတိုင်းဝိုင်းကြည်လိုက်ပဲဆိုရင်လဲသူကလူတွေဘလို့ဖြစ်သွားအောင်တော့ခုနကဥစဉ်ပြောတော့တပိတော့သတိရသွားတယ်ဒီလူတို့ကပဲဒီလိုဖြစ်နေတာလားဆိုတော့မဟုတ်ဘူးဘာသာရေးအတိုင်းဝိုင်းကဆရာတွေလည်းလို့ဒီတိုင်းပဲဟုတ်တယ်နော်သူများရပိုင်ခွင့်နေသူများရရမယ့်အဥ္စာတွေကို အကုန်လျှောက်ယူကြတာပဲဘွဲဘွဲဒူးဂုံဒူးတွေလည်းဆရာနာရှင်ကပေးတာလားမသိပါမှမသိအကုန်ယူကြဘာပြောနေကြတာဘသူပေးပေးပြောနေကြတာဟုတ်တယ်ဆိုတော့ဒီဘာသာရေးဆရာတွေကအမှန်တော့ဘာသာရေးဆရာတွေဆိုတော့အားလုံးကကြည်နေတယ်အားလုံးကမော်ဒယ်ဖြစ်ကြည့်ကြတာသူတို့ငါတို့ဆရာတော်ကတော့ငါတို့ပလီဆရာကတော့ငါတို့သင်းယုံဆရာကတော့ဗောနော်ငါတို့ရပန်တကြီးကတော့လူတိုင်းကကြည်ကြတာပဲကိုရီးယားဟုတ်သည်ဖြစ်သည်မဟုတ်သည်ဖြစ်စေကိုရီးသည်သူတို့အတွက်ကစံနမူပြုเสียလူတွေပဲဆိုတော့အဲ့လိုလူတွေမှလည်း တဖြည်းဖြည်းဘာဖြစ်သွားတော့ဆိုတော့ဒီစနစ်ကြီးအောင်ပါပဲသူတို့လည်းလဲပြူသွားဒါကြောင့်မြန်မာနိုင်ငံကိုကဲဗုဒ္ဓဓမ္မတွေဥသိမမြုံမမရဘူးလားတဘာဝမကြဘူးလားရတယ်ညမပြီရောက်တော့တဘာဝတွေရဲ့စိုက်မကျင်မသွားဘူးလားစိုက်ကျင်သွားတယ်အစ္စလာမ်ဓမ္မတွေလည်းထုံနေတူသွားပဲဟုတ်ကဲ့တကဘာလုံးမှာကျင်သုံးတာတသမတ္တခုဟုတ်ကဲ့မြန်မာပြည်မှာတခုအဲ့လိုကျင်နေတာမြန်မာပြည်မှာမြန်မာပြည်ရောက်အကုန်ပြတ်ဘာဖြစ်လို့လဲမကောင်းတဲ့စနစ်အောက်မှာဘယ်ဟာရောက်လာရောက်လာအကုန်ပြတ်တာ အဲ့တော့ဦးသိန်းသတိရလို့ပေါ့နော်ဒီနေ့ဆရာရဲ့ဟိုလူမှုရေးတပုံမှာအများကြီးတက်နေရတွေ့ရတယ်။ဘာလဲဆိုလို့ချင်းဒီနေ့ငလျင်တန်ခံနေရပေါ့ဒါအကျိုးဆက်တွေလူမိုက်တွေရဲ့အကျိုးဆက်တွေဦးသိန်းပြန်ပြောပြတာနော်လူမိုက်တွေအုပ်စိုးတဲ့အကျိုးဆက်ကိုဦးသိန်းပြောပြတာပါ။ဆိုတော့ဒီနေ့ငလျင်တန်ခံရတဲ့နောက်ပိုင်းမှာဆရာတို့ဗလီဗလီတွေလည်းဟိုเจ้าတော်တွေလည်းဒါပြောကြတာပဲလေ။ဟိုဖះတွေလည်းပဲဦးသိန်းတို့ဇီတိပထိုးတွေလည်းပဲအเจ้าခံတွေရောပြောကြတာအားလုံးအသိပဲ။ဒါတွေတင်ပြောကြတာလားဆိုအဲ့ဒါတည်းမဟုတ်ဘူးနော်ဆရာ။ ဆေးရုံတွေလည်းပြုတ်ပြက်ခဲ့တာပဲလေနော်ဟိုအဲ့ကြတော့ဦးသိန်းကတွေးတာပေါ့နော်ဟုတ်ပြီဆရာတို့မှလည်းဗလီရှိမယ်ဦးသိန်းတို့တခြားခရိယန်တို့လည်းတခြားเจ้าနေရှိမှာပေါ့နော်သူတို့ဘုရားဝိပုကျောင်းနေရှိမှာပေါ့ဦးသိန်းတို့ဗုဒ္ဓဘာသာတွေမှာလည်းသီတိပထိုးတွေရှိမယ်ပေါ့နော်အေကျောင်းကန်တွေရှိမယ်ပေါ့ရှားမှာပါချင်းတော့ဆေးရုံရှိမယ်ပေါ့နော်တမဆိုတော့ဦးသိန်းတွေးတာပေါ့ဦးသိန်းတို့ဗုဒ္ဓဘာသာဘုန်းကြီးတွေတော်တော်များများဟာဒီဆေးရုံတွေကိုတိဆောက်ဖို့အတွက်လုံလာကြိုးကုပ်ရမယ်အစား ခေါင်းကြီးเจ้าနေဖရားတွေကိုပြန်တယ်ဖို့အတွက်ပဲဂျကိုဂျခဲလုံနေရတာတွေ့ရတယ်ဆရာအဲကြတော့ဦးသိန်းကတွေးတာကစေယုံနဲ့ဖရားเจ้าပေါ့နော်ဟိုဒါတော့ဘာသာအလုံးကိုပဲတွေးလိုက်ပါမယ်ဘယ်ဟာကပိုအရေးကြီးတယ်လဲပေါ့နော်အဲဆရာဟောဘယ်ဟာပိုအရေးကြီးတယ်ထင်လဲဆရာတပည့်တော်ကဘာသာရေးသာသနိကအဆောက်အဦတွေဆိုတာတပည့်တော်တို့မှာမော်မြတ်တယ်အမော်မြတ်ဆုံးထဲမှာပါပါတယ်ဟုတ်ကဲ့တမန်တော်မုဟမ္မဒ်သခင်ကမိန်တယ်ဈေးဆိုတာကတကယ်လူပေါက်တောက်သွားတဲ့နေရာတိတ်မကောင်းဘူးပေါ့နော် ဒီသာသနိကအစာအုပ်တွေဖြစ်တဲ့ဗလီဝေကျောင်းတော်တွေဟာအလထံတော်ပါမှာအင်မတန်မွန်မြတ်တဲ့အနေရာမှန်တယ်။ဒါပေမဲ့ဒီသာသနိကအစာအုပ်တော်မှာပလီတွေဆိုတချို့ပလီတွေဆိုအခုရှိတယ်။လူရှင်ရှိတယ်လာလို့လို့တော့မရတော့။တဦးတဲ့လူရှင်တွေရှိတယ်ဗော။သာသနိကအစာအုပ်ဖြစ်တဲ့အတွက်အားလုံးကဘုံနဲ့သက်ဆိုင်တာ။ဥမာပလီတစ်လုံးစီမြန်မာနိုင်ငံဥမာတပည့်တော်တို့ရဲ့သခိုင်းမျိုးမင်းလန်းရက်ကွက်သို့မဟုတ်ချမ်းမြသာစီကံရွာထားသဖြင့်ဗော။ အဲ့ဒီရက်ကွက်ကပလီတလုံးသည်တမိတော်တရားထွက်နဲ့ဆိုင်တာမဟုတ်ပလီဆိုကြတဲ့ကမွတ်စလင်အလုံးနဲ့ဆိုင်တဲ့နေရာဖြစ်သွားဒီအတွက်ကြောင့်အများနဲ့သက်ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်အလူရှင်ကတိကျပေါင်းရှိနေတယ်မနေ့နဲ့မြန်နောက်တစ်ခုကတမိတော်တို့အစ္စလမ်ဓမ္မမှာဆိုရင်ပလီမှာဝိပုစုတောင်းမှာမဟုတ်ဘူးပလီကဝိပုစုတောင်းရင်ပုံမြတ်တာပေါ့ဟိုသင်ရဲ့ပလီဆိုတာ community center ပဲတရားရေးရာဌာနပဲလူတွေကိုအသိဉာဏ်ဖွင့်ပေးတဲ့နေရာပဲဒါကတော့အနှစ်သာရပေါ့လက်ရှိရှိနေရာနေရတော့တော်တော်လေးကွာတယ်လို့ဆိုရမှာပါဒါထားပါတော့ လီတွေဆိုတာကမွန်ဒါပေမဲ့လူတွေရှိနေသူပြလီကစီပင်ตายရပါတယ်ဟောပြောပါတကယ်လူနေတာကတော့ခုနပြောတဲ့ကျမ်းမာရေးစံတာတွေလူတွေအတွက်အမှန်တကယ်လူအပ်တဲ့လူအပ်ချက်တယ်ဟောတမန်တော်မုဟမ္မဒ်သခင်ကတီရမီဒီဆိုတာဟာဒီစ်ကျမ်းမာတရက်မှာအစ္စလမ်သာသနာရဲ့မှာအမွန်မြတ်ဆုံးသောဝတ်ကြောင်းတော်သုံးခုရှိတယ်မက္ကာရဲ့မဒီနာမှာရှိတဲ့မစဂျီဒ်နဘဝီရဲ့ပြီးတော့ကျတော့ဘိုက်တုလ်မူကာဒတ်လို့ခေါ်တဲ့ဂျီရုဆလမ်မှာရှိတဲ့ရွှေအောင်ဝတ်ကြောင်းတော်ကြီးရဲ့ပေါ့နော် ော့ဒါသားသုံးခုကမွန်မြတ်တယ်အဲ့ထဲမှာအမွန်မြတ်ဆိုတာမကာမှာရှိတဲ့ကာဘာဆိုတော့ဝေချောင်းတော့အဲ့တော့အဲ့ကာဘာဝေချောင်းတော်ကိုတမန်တော်မုဟမ္မဒ်သခင်ကကြည့်ပြီးတော့မိတ်တယ်ကာဘာဝေချောင်းတော်ကအင်မတန်မွန်မြတ်ပါတယ်တဲ့သို့တော်တဲ့လူတွေရဲ့စိတ်နှလုံးကတိတက်ပိုပြီးမွန်မြတ်ပါတယ်ဟုတ်ကဲ့တော့ဆိုတော့တရားမောနာရိုမီကကာလူတယောက်ကိုတဲ့စိတ်တက်ညှိုးနှွမ်းအောင်လုပ်တာကာဘာတထောင်ဖြတ်တာနဲ့အကုသို့ညီမြတတိတင်စားတာပေါ့နော်ဟုတ်ကဲ့ ်လူတွေရဲ့လိုအပ်ချက်ကပိုအရေးကြီးပါတယ်သူကပလီတွေအရေးမကြီးဘူးလားတော့တပည့်တော်တို့အစ္စလမ်ဘာသာဝင်တွေအတွက်ဆိုရင်နှစ်ပေါင်းများစွာပြုပြင်ခွင့်မရဘူးเนาะနှစ်ပေါင်းများစွာထိန်းသိမ်းခွင့်မရတဲ့အတွက်ပြုပြက်ခဲ့တဲ့ပလီတွေပြင်ဖို့ဆိုတာမွတ်စလင်မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာကိန်းဝတ်နေတဲ့ကုသိုလ်ယူခြင်းတော့ဥစဉ်ကုသိုလ်ယူခွင့်မရှိဘူးပလီပြင်ခွင့်မရှိဘူးပလီကိုတိဆောက်ခွင့်လည်းမရှိဘူးပလီကအရေးကြီးတယ်မှန်တယ်သို့တော် သာသနာရဲ့အနှစ်သာရအပေါင်းလူတွေရဲ့လိုအပ်ချက်ကပိုအရေးကြီးတယ် ီအချိန်မှာအရေးပေါ်ပစ္စည်းတွေကပလီစောက်ဖို့အရေးကြီးတာမဟုတ်လူတွေရဲ့နေစရာနေရာအိမ်ပြန်ရသွားဖို့ဟောဆိုနေစရာအိမ်ဆိုတော့ဥစဉ်သိတဲ့အတိုင်းတို့ရဲ့အဆက်လုံးကြုံရတို့ရဲ့မိသားစုရဲ့တကက်ခိုးကိုးရပြီးပြီဆိုရင်လူတွေရဲ့အလိုအဆိုလူတယောက်ဟာဘလောက်ပဲဘယ်နေရာမှာဟောတပည့်တော်တို့ပျော်ခြင်းလို့ခရီးတစ်ခုသွားတယ်ဒါပင်မလာရင်ဘယ်နေရာရောက်မှာကိုအိယာလေးကစုတ်ပြတ်နေပြီစီအဲ့ဒီအိယာကိုမခေါင်းချလိုက်အိမ်မှာအသက်သာဆုံးဖြစ်တာလူအဆုံးပဲဆိုတော့လူတွေအတွက်လူအဆုံးဖြစ်တဲ့အရာတွေကိုပို့ပြီးတော့ကူသင့်တယ် ိုတော့တာသနိကအဆောက်အဦတွေကိုတပိတော့ဒီညမှာပြောတာအရေးမကြီးဘူးလို့ပြောအရေးကြီးတယ်ဒါပေမဲ့သူ့ထက်အရေးကြီးတာတွေအရင်လောက်ရမှာသူ့ထက်သူ့ထက်သူ့ထက်အရေးကြီးတာတွေဘောအရေးပေါ်ကာလမှာအခုတပိတော့အစ္စလမ်ဓမ္မရေဆိုရှေ့မှာလည်းတပိတော့ပြောဘယ်နေရာမှာဝိပုဝိပုဆူတောင်းဆူတောင်းရတာအိမ်မှာလည်းရအိမ်မှာမဟုတ်ဘဲနဲ့တခြားတနေရာမှာလူစုပြီးဝိပုလို့ရတယ်ဒါပေမဲ့နေစရာအိမ်ရှိရင်ကိုယ်အိမ်မှာရှိတယ်သမီးပြူသားပြူတွေဟာလာတို့ရဲ့တိတ်ခါတွေတို့ရဲ့အဆက်တွေမာတို့မိသားစုဝင်တွေရဲ့လိုအပ်ချက်တွေနောက်တစ်ခုက လုံးလုံးချုံချုံမနေရတော့တဲ့ကျန်းမာရေးပြဿနာတွေနောက်ပိုင်းမှာဖြစ်လာနိုင်တယ်။အဲ့ကျန်းမာရေးပြဿနာတွေပြင်ခုနဦးစင်းပြောတဲ့ဖယ်သွားအောင်ကျန်းမာရေးစင်တာတွေသွားအောင်ဟုတ်တယ်။စေယုံစည်းကမ်းတွေသွားအောင်လူတွေကကျန်းမာနေတဲ့ရွေးဒီပလီတွေကိုတိဆောက်လို့ရတယ်။ဒီဖျားတွေကိုလှူလို့ရတယ်။ဒီ chest တွေကိုပြန်လည်ပြုပြင်လို့ရတယ်။ဒါပေမဲ့လူတွေမကျန်းမာတော့ရင်ဒါတွေပြန်လုပ်လို့မရတော့ဘူး။ကျန်းမာရေးဘက်ကိုသွားရရင်ဒီဟုတ်ပဲလူနိုင်တော့မှာတော့ဟုတ်တယ်။ဆိုတော့ဦးစင်းပြောတာကိုဓမ္မထိတ်တန်ကြကြတပည့်တော်တို့စဉ်းစားမယ်ဆိုရင်တော့အရေးကြီးဆုံးကလူတွေအတွက်ဘယ်ဟာပိုအရေးကြီးလဲ။ အဲ့ဒီအရေးကြီးတဲ့အရာကိုအရင်ဆုံးပို့ပြီးလုပ်တင်တယ်လို့တပည့်တော်ကတော့ဒီနေရာမှာရှုမြင်သုံးသပ်ပါတယ်ဟုတ်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလို့ဟိုဆရာဒါလေးကိုသုံးသပ်ပေးတဲ့အတွက်ပေါ့နော်တကယ်ကိုကျေးဇူးတင်ပါတယ်ဆိုတော့ဦးသိန်းတို့လည်းပဲဒါတွေမြင်နေရတာတွေကစိတ်ထဲမှာဟိုစိတ်မချမသာဖြစ်တာဆိုတာတက်ပေါ့ကတိကအောက်ဖြစ်တယ်ပေါ့နော်ပြီးတော့ရှက်လာတယ်ပေါ့ဆရာရဲ့ရှက်လာတယ်ပေါ့ဟောင်းတို့ဦးသိန်းတို့ရဲ့ဟိုယဟန်ရဲ့ရက်တီကျဟာဘုဒ္ဓနာဟိတာယဘုဒ္ဓနာဒုက္ခာယလေဟိုပြောမှသူအများသာတော့လူတွေ ကောင်းကျိုးစီးပွားဖြစ်ဖို့များစွာသောလူတွေချမ်းသာဒုက္ခရဖို့အတွက်ဦးသိန်းတို့ယဟန်တွေကယက်တည်ကြရတာဖြစ်တယ်ပေါ့နော်ဖြစ်တော့ကြတော့လူတွေကဒုက္ခရောက်နေတယ်ဆရာရဲ့ဟိုကျမရေးစင်တာတွေမှာသွားကြည့်မယ်သူဆေးရုံတွေမှာသွားကြည့်မယ်သူကြည့်လိုက်လေအမိုးမရှိအကာမရှိတွေပေါ်မှာဖြစ်တယ်လို့ဂရင်းတွေပေါ်မှာပက်လက်လန်ပြီးတော့မှငလျင်ဒုက္ခတွေတွေခံစားနေရတဲ့အချိန်မှာနော်ဒီဆေးရုံတွေမှာလိုအပ်ချက်တွေအများကြီးရှိတယ်ဆေးဝါးတွေမလုံတော့ဘူးနော်ဒီလိုအချိန်မှာဖျားတွေကိုတည်ဖို့အတွက်ဘယ် ကျူပန်းနေကြတာပေါ့နော်နယ်တွေလှည့်ပြီးတော့မှတညကိုသိန်း2000ရတယ်1000ရတာတွေနဲ့ကျွားဝါပြီးတော့ပေါ့မော်တဲ့တဲ့ပြောမယ်ဆိုလို့ချင်းတော့ဒီနေ့ဆိုလို့ကြဂူကြီးနဲ့ကိန်ကိန်ပေါ့ဗျာအဲသူတို့တွေကတော့အစိုးဆုံးနေပေါ့ဟိုဒါကြောင့်မို့လဲဖုန်ကြီးဆယ်လီတွေဆိုပြီးတော့မှဟိုတေယောကဗျာဆရာတယောက်ကလည်းအဲ့လိုမျိုးတွေတေယောခံရတဲ့အနေထားမျိုးတွေဖြစ်တယ်အဲ့ဒီကေတေယောကဗျာဆရာရဲ့နောက်နောက်ကြောင့်ကိုယ်ွယ်ယုံကြည်ရပါတော့ပြန်ကြည့်လို့လေဗုဒ္ဓဘာသာဝင်မယ် ဆိုတော့အလိုထိတေော်ခံရတဲ့အနေအထားမျိုးဆိုအရင်ရှက်စရာကောင်းလာတယ်ပေါ့နော်ရှက်စရာကောင်းလာတယ်အဲ့တော့တကယ်တကယ်ဆိုလို့ရှိရင်ဦးသိန်းတို့ဟာဆရာပြောလို့ပေါ့နော်အဓိကနဲ့တာမင်ညပေါ့နော်အဓိကရေးကြည့်တော့ဘာလဲဆိုတော့ကိုအဲ့ဒါတွေကိုအရင်ဆုံးဦးသိန်းတို့တွေပြည့်စုံအောင်ဖြည့်တင်းပြီးတဲ့ခါကြမှာဦးသိန်းတို့ဟာဖះเจ้าကံတွေကိုဒါဆက်လက်ပြီးတော့မှတိဆောက်တင့်တယ်ဆိုတာကိုဆရာပြောလို့ပေါ့နော်ဒါလိုအပ်ချက်လည်းဖြစ်တယ်ပေါ့နော်ဒါအရေးလည်းကြီးတယ်မှန်တယ်သို့တော်လည်းပဲလူတွေအတွက်ပို့ပြီးတော့ဘယ်ဟာအကျိုးရှိသလဲဆိုတာကိုပညာကြီးသံသင်ခွဲကြရမှာပေါ့နော် ပြောကျင်တာကဆရာကြီးဒီလိုအကျိုးဆက်တွေဘာကြောင့်ဖြစ်တယ်လဲဆိုတော့ပြောကျင်တာပေါ့နော်ပြီးတော့စိုးစိုးကဆရာပြောလို့ပေါ့ဗျာအာနာယူနေတဲ့အဲလောဘအာကြီးတဲ့ဟိုအတ္တမမာနာအာကြီးတဲ့သူ့ရဲ့အပြောဆိုအလုတ်ကိုင်းအကျံစီတွေဟာအာရမမြောက်နေတဲ့သူတွေရဲ့လက်ထက်မှာတော့ဆရာတို့ရဲ့အစ္စလမ်ဘာသာလည်းပဲဟုတ်လား ဒီဘက်မှာတမျိုးဖြစ်သွားတယ်ပေါ့နော်ဟိုဦးဇင်းတို့ဗုဒ္ဓဘာသာမှာလည်းတမျိုးဖြစ်သွားတယ်ဆိုတာဒါအဓိကဒီပါလဲဆိုလို့ရှိရင်အာရမဝါဒီတွေကြီးစိုးလို့လူမိုက်တွေကြီးစိုးခဲ့လို့ဖြစ်တယ်ဆိုတော့ဒီနေ့ဒီအချိန်မှာအာရမဝါဒီတွေကိုပယ်ဖြတ်ဖို့အတွက်အတေဝနာပေါ့ဦးဇင်းတို့ကတော့နော်မပေါင်းတင်မှုကျင်ဖယ်တယ်ပေါ့ဗျာကျင်ဖယ်တဲ့အမှုကိုခန္ဓာအသီးတွေကနေလုပ်နေကြတယ်နံပါတ်၁စီရမ်မလုပ်တယ်ဗျာနံပါတ်၂စန့်ကျင်တယ်ဗျာကိုကိုတိုင်းတည်းကဒီအာရမအမှုတွေကိုငါတို့လက်မခံမှုဆိုတာကိုတတိုင်းပြည်လုံးစန့်ကျင်ကြတယ်ဗျာစက်ညရတဲ့လွတ်လွတ်တယ်နောက်ဆုံးရောက်တော့ ဒီလိုလို့လို့တို့တဲ့ခါမှာအကျန်းဖက်ခံလာရတယ်ဗောနော်မြတ်တို့တဲ့ခိုင်တို့ကစပြီးတော့ဗောနော်အကျန်းဖက်ခံတဲ့အနေထားမျိုးတွေကြည်ရစဖောက်လာတဲ့ခါမှာဒီနေ့ပြည်သူတွေဟာငါတို့မှာငါတို့ပဲရှိတယ်ဆိုပြီးတော့လက်နဲ့ဆက်ကင်ပြီးဒေါ်လာနဲ့အနေထားမျိုးတွေဖြစ်လာတယ်ဗောဒါကိုပဲမြောက်ဒီဆေတော်ကြီးကတော့ဒါဓမ္မသူရဲ့ကောင်းနေဗောဓမ္မဓမ္မကိုလွန်မှုအောင်အာရမကိုပယ်ရှားနေတာဖြစ်တယ်ဆိုပြီးတော့မြောက်ဒီဆေတော်ကြီးကလည်းဒါကိုထောပနာပြုခဲ့တယ်ဗောနော်အဲ့ကြောင့်ဆရာတို့အနေနဲ့ဒီနေ့ဓမ္မသူရဲ့ကောင်းနေ ကျိုးပန်းနေတဲ့ကျိုးပန်းမှုအပေါ်မှာဆရာတို့အစ္စလာမ်ဓမ္မနဲ့ပေါ့နော်ဟိုထောက်ပြီးတော့မှာပေါ့ဒါလေးကိုဆရာအနေနဲ့ဘယ်လိုဆွေးနွေးဖို့ရှိမလဲဆရာကျွန်တော်တတိယတော့အစ္စလာမ်ဓမ္မမှာတော့ဝလာတူတီယိုအမရလ်မုစရီဖီပေါ့နော်ဒီမတရားမှုတွေမကောင်းတာတွေလုပ်တဲ့လူတွေရဲ့အမိန့်တွေကိုမနာခံနဲ့ပေါ့နော်မနာခံတာမတရားတဲ့အမိန့်တစ်ခုကိုမနာခံတာကကုသိုလ်တစ်ခုဖြစ်သွားတယ်နောက်တစ်ခုကတမန်တော်မုဟမ္မဒ်ကကြည်ကြည်ပြည့်ပြည့်ပါပဲနော်အဖတ်တော်လိုဂျီဟာဒ်အင်ဒါဆူလ်တာနီလ်ဂျာအယ် အသင်တို့ထဲမှာဂျီဟတ်ထဲမှာအမွန်မြတ်ဆုံးကဒီမတမာတဲ့မင်းဆိုးမိညက်တွေကိုသစ္စာဓမ္မပြက်ပြက်သားသားရဲရဲဝံ့ဝံ့သူ့ရှိမှပြောတာအမွန်မြတ်ဆုံးဂျီဟတ်ဟုတ်ကဲ့အမွန်မြတ်ဆုံးဂျီဟတ်ပဲလို့ဒီလိုမိန့်ခဲ့တယ်ဆိုတော့ပြောမယ်ဆိုရင်တော့သစ္စာဓမ္မအတွက်တိုက်ပွဲဝင်နေတဲ့သူတွေဥမာဟိုပုပ်ကိုဆွဲပြီးတော့အဖွဲအစည်းတစ်ခုခုကိုဆွဲပြီးတော့ပါတာမဟုတ်ဘဲနဲ့တကယ်အတ္တမဖြစ်လို့ငါတို့ကတော်လန်တာစန့်ကျင်တာအဲ့လိုလူတွေသည်ဒီထက်မှအကျုံးဝင်တယ် ဟုတ်ကောမတရားမှုကိုသူကစန့်ကျင်တာပေါ့နော်ဟောနောက်တစ်ခုကဓမ္မတော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်တစ်ပါးရှိတယ်အဲ့ဒါတော့တပိတော့အရန်သဘောကျမတရားမှုတစ်ခုမြင်လာရင်တဲ့မင်းတို့တွေအဲ့ဒါကိုကာကွယ်ထားကားစီးပါအဲ့ဒါကိုလက်မခံနဲ့အကယ်၍အဲ့ဒါကိုလက်ခံခဲ့သည်ရှိတော်တဲ့နောက်မကြခင်မှာအဲ့ဒီမတရားမှုကကိုယ်စီရောက်လာလိမ့်မယ်ကိုတချို့ကဗျာဆရာတွေပြောတယ်ကိုမတရားတာတွေလှုပ်လာရင်အဲ့မတရားတာကိုလက်ပိုက်ကြည့်နေအဲ့ဒီမတရားမှုကဒါဟာလာခေါက်လာခေါက်လိုက်မယ်အဲ့ဒီသဘောတရားကတမန်တော်မုဟမ္မဒ်သခင်ကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်လျာကမိန်ပြီးသား ဆိုတော့ဒီလူငယ်တွေဟာဒီမတရားမှုတွေကိုအိမ်တကားပေါ့မရောက်ခင်မှာကာဝယ်တဲ့ပုံကိုယ်တွေဖြစ်တယ်ပြီးပြီဆိုရင်ခုနပြောတာအမုံမြန်ဆုံးသောနော်တော်လန်ဆန့်ကျင်မှုကိုလုပ်နေတဲ့ပုံကိုယ်တွေဖြစ်တယ်နောက်တစ်ခုကနေ့စဉ်နဲ့အမျှဒီလိုလူတွေအသက်ဆုံးရှုံးသွားပြီဆိုတော့ဟိုဟာတပည့်တော်တို့အစ္စလာမ်ဓမ္မမှာတော့တို့ရှဟီဒီလို့ခေါ်တယ်အာဇာနီပေါ့အဲ့တော့ရှဟီဒီတွေကတပည့်တော်ဦးနဲ့မတူဘူးတို့ကတပည့်တော်တို့မှာဆိုတေသွားပြီဆိုရင်တို့ရေချိုးရတာရှိတယ်ဂျနာသာဆိုတော့ဥသိန်းတို့လို့ဆိုရင်တော့ တရဏဂုံတင်တာနဲ့ခတ်စင်စင်မို့ဦးဇေယျကျွန်တော်လာဆိုဆူတောင်းပေးတာပဲသူကမွတ်စလင်တယောက်ဖြစ်တယ်သူ့မှာမှောင်ရင်ချွတ်ချော်မှုရှိရင်မွတ်စလင်နေအားလုံးကဆုပြီးသူ့အတွက်မေတ္တာပို့ဆူတောင်းပေးတာပေါ့ဟုတ်ကဲ့ကျွန်တော်သာသူမလို့ကဖန်ဆိုတာရှိတယ်တပည့်တော်ကဖန်ဆိုတာနောက်ဆုံးသေတဲ့အချိန်မှာဝေ့ရတဲ့အဝတ်ဖြူနှစမင်းမင်းကလေးဆို၃စပေါ့ဆိုတော့ဓာမိုးတွေရှိတယ်အဲ့ဒီကဖန်လည်းမလို့ဟုတ်ကဲ့ရှဟီဒီဖြစ်တဲ့အတွက် तू ကအလောင်းရှင်မြတ်ရဲ့လမ်းတော်မှာ तू ကဒီသေသွားတဲ့ဝိစုံနဲ့သွားတာကွာအဲ့ဒီသွေးနဲ့သွားတာကွာမွန်မြတ် ။ဒါမို့အစ္စလမ်သာသနာမှာဒီလူတွေအားလုံးကိုသူကຫນွေဦးရှဟီဒီလို့ခေါ်ရမှာပေါ့နော်။ຫນွေဦးဒေါ်လာအိမ်မှာပေါ်ပေါက်လာတဲ့အမှန်တရားအတွက်အသက်ဆွန်သွားတဲ့ပုံကိုယ်တွေဖြစ်တယ်။ဆိုတော့ဒီလူတွေဟာဒီဆင်းရင်အင်းမရှိအလောရှင်မြတ်ရဲ့ထံတော်ပါမှာပေါ့နော်။ဂျန္နအမတဒုက္ခရိပ်မြုံမှာစံစားဝင်ရမယ့်ပုံကိုယ်တပည့်တော်တို့နဲ့အစင်တတခြားစီပဲ။ဘာဖြစ်လို့လဲဆိုတော့တပည့်တော်တို့အစ္စလမ်ဓမ္မမှာဆိုရင်ဒီခါလစ်ဘင်ဝလီဆိုတဲ့ဒီဆွာဝါကြီးတာဝကာကြီးတစ်ပါးရှိတယ်။ဆိုတော့အဲ့ဒီတာဝကာကြီးက သူကစစ်မျက်နှာပြင်မှာပဲအမြင်နေရတယ်သူကအမျက်စူတောင်းနေအလားတမ်းပါအလားကျွန်တော်မျိုးကရှေ့တန်းစစ်မျက်နှာပြင်မှာနော်အသက်ဒီဇီဝိန်ချုပ်ငိမ့်နိုင်တဲ့အဖြစ်ချင်းမြင်ပေးသနာတော်မူပါအမြဲစွတောင်းတာဒါပေမဲ့ तू ဇီဝိန်ချုပ်ငိမ့်နိုင်တဲ့အချိန်မှာ ရှေ့တန်းမှာမဟုတ်ရှဟီဒီရဲ့ဘွဲကိုမရတော့ဘူး तू ကအစ္စလမ်ဒီအင်ပါယာကြီးတစ်ခုကျယ်ပြလာအောင်အများကြီး तू ပေးဆက်ခဲ့တဲ့စစ်သင်္နာပရိချုပ် तू လိုပုံအဓိကပြချင်တာ तू ကတော့ ဒီလိုပိတ်ဆက်ခဲ့တဲ့အတွက်သူ့မှာကုသိုလ်တွေကတော့မနေဘူးရှိပြီးသားပါသူ့အတွက်အစင်တားကလည်းနောင်တမလုံးမှာဖခင်အော်လောင်ရှင်မြတ်ကပေးပြီးသားသို့တော့သူ့လိုပုဂ္ဂိုလ်တောင်မှ အလာကရှဟီဒီဆိုတာဒါသူကအလာချစ်ကြည်မြတ်နိုးတဲ့သူမှပေးတာဖြစ်တဲ့အတွက်ဒီရှဟီဒီရဲ့ဘွဲကိုရတယ်ဆိုတော့ဒီနေ့အဲ့လိုဓမ္မဘတ်တော်သားတွေဒီလည်းရှဟီဒီနော်သာသနာအာဇာနီတွေဖြစ်တယ်လို့နောက်တစ်ခုကဒီငလျင်မှာပေါ့နော်ဇီဝင်ချုပ်ငိမ့်သွားတဲ့ညီကုံမောင်နှမတွေအားလုံးဟာလည်း အစ္စလမ်ဓမ္မရဲ့ရှုထောင့်အရာရှေ့ဟီဒီတွေပါသူတို့ဒီလဲဆရင်အမြင့်မြန်းမရှိဘဲနဲ့တော့တမလောမှာအပြန်ခရီးလှတဲ့ပုံစံတွေဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါဆရာကြီးဦးဇင်းတို့မင်္ဂလာဆိုတာကမင်္ဂန်ပါပန်လုနာတိစင်တတိတိမင်္ဂလန်လို့ဒါဦးဇင်းတို့ပါဠိတော်မှာရှိပါတယ်ပါဠိမှာရှိပါတယ်ဆိုတော့မကောင်းမှုမှန်သမျှကိုရိတ်လှီးပယ်ဖြတ်နိုင်တာကိုမင်္ဂလာဖြစ်ပါတယ်အဲ့ကြတော့ဒီနေ့ဒီချိန်မှာဦးဇင်းတို့တွေဟာမကောင်းမှုရဲ့ အကျိုးသက်ရောက်မှုတွေအများကြီးခံနေရတယ်ပေါ့နော်တဘာဝဘေးဒဏ်ကစစ်တန်စစ်ဘေးစစ်တန်ကစခံနေရတဲ့အခါမှာဒီမကောမှုတွေဘယ်ကလာတယ်လဲဆိုတဲ့အကြောင်းရင်းကိုဗုဒ္ဓနိဒန်းရအောင်သူစမ်းသစ်ကြတယ်အဲ့ဒီမကောမှုတွေဒီဘယ်ကလာလဲဆိုရင်မကောတာပြုတ်လုတဲ့သူမကောတာပြောဆိုတဲ့သူမကောတာကိုကြံစည်တဲ့သူတွေရဲ့အင်အားတွေကြီးမားလာမှုတွေကြောင့်ကျိုးသက်ရောက်မှုတွေဖြစ်နေတယ်ဖြစ်နေတဲ့အတွက်ဒီရဲ့အကျိုးသက်ရောက်မှုတွေပေါ်မှာဦးဇင်းတို့ကလိုက်ပြီးခံစားမနေဘဲနဲ့ ဒါဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းကိုစမ်းသပ်ပြီးတော့ဒီအကြောင်းကိုပယ်တတ်ကြရတာဖြစ်ပါတယ်ဒီနေ့ဒီချိန်မှာဆိုလို့ချင်းဒါဓမ္မသူရဲ့ကောင်းနေပေါ့မြောက်တီထဲတော့ရဲ့စကားနဲ့ပြောမှာဓမ္မသူရဲ့ကောင်းနေဟာဒီမကောင်းမှုတွေကိုပယ်ပြနေကြတာဖြစ်တယ်လူမိုက်ကိုပယ်ရှားနေကြတာဖြစ်တဲ့အတွက်ဗုဒ္ဓကျမ်းစာမင်္ဂလာတော် ਨੇ ပြောမှာဆိုလို့ချင်းတော့ဒါဒီအတိဝနာသဘာလနာလုံနေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဒီချိန်မှာလည်းပဲအလုံးသောပြိတ္တများအနေနဲ့မိမိတို့ဒီလူမိုက်နဲ့ ပေါင်းတင်းနေသလားလူမိုက်ကိုလူမိုက်ကိုရှောင်ကျင်ဖယ်ရှားနေသလားဆိုတော့မိမိကိုယ်ကိုမိမိပြန်တွေးပြီးတော့မိမိတို့ရဲ့နှလုံးသားထဲမှာမင်္ဂလာတွေတည်တတ်နေသလားအမင်္ဂလာတွေတည်တတ်နေသလားဆိုတော့ကောင်းကောင်းသုံးဖြတ်သုံးသပ်ပြီးတော့မှမင်္ဂလာတည်ရှိအောင်ဝိုင်းဝန်းကျိုးပန်းတဲ့အထက်မှာပါဝင်နိုင်ကြပါစေကြောင်းပြောကြခြင်းနဲ့ဒီဆွေးနွေးချက်ကိုဒီကုန်းကံပါဆုံးသားပါတယ်အခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့ဗလီစရာတို့ဖြစ်တဲ့မောင်လနာဟာဖက်ကာဒီဆရာဦးစုံနေဦးလည်းကျေးဇူးများစွာတင်ရှိပါတယ်ကျေးဇူးပါ